ဘုဒ္ဓမေနာထောဗုဒ္ဓံတရဏံဂစ္ဆာမိဘုဒ္ဓဗျာရှင်သည်ကိုးကွယ်ရာဖြစ်ပါ၏ဘုဒ္ဓဗျာရှင်ဟာကိုးကွယ်စိက္ကပါ၏ဓမ္မောမေနာထောဓမ္မံတရဏံဂစ္ဆာမိဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်ဟာကိုးကွယ်စိက္ကပါ၏တန်ကောမေနာထောတန်ကံတရဏံဂစ္ဆာမိတန်ဃာရောမြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏တန်ဃာရောမြတ်အားကိုးကွယ်စိက္ကပါ၏ ဝေဒနာကို ရှုရာဤသုံးပြယခုအချိန်အခါသည်ပြိပဋ္ဌာန်ဝိပဿနာတရားထွန်းကားလာသောအချိန်ဖြစ်ပေသည်အတိညာဏ်ပြေဝတဲ့ပုဂ္ဂိုလ်တိုင်းပြိပဋ္ဌာန်ဝိပဿနာတရားအားထုတ်ကြပေသည်အားထုတ်ခွင့်မရကြသေးသော ပုဂ္ဂိုလ်တို့ကလည်းအားထုတ်ဖို့ရာနိလမ်းမှန်များကိုရှာဖွေစုဆောင်းလျက်ရှိကြပေသည်ပြိပဋ္ဌာန်ဝိပဿနာတရားကို လက်တွေ့အားထုတ်ကြသောအခါမှာအစပိုင်းတွင်နာကျင်ကြိုက်ခဲမှု ပင်ပန်းညောင်းညောင်မှုစသောဒုက္ခဝေဒနာများနှင့်တွေ့ကြရပေသည်တဦးနှင့်တဦးအနှဲနှင့်အများသာကြွားချားကြပေသည်နောက်ပိုင်းကျမှသာလူသားမန်တို့မခံစားနိုင်သောချမ်းသာဒုက္ခများကို ခံစားကြရပေသည်ထို့ဖြစ်၍ဝိပဿနာတရားအထောက်အခါစားမှာဉာဏ်စဉ်အားလျော်စွာ နာကျင်ခိုက်ခဲ့ခြင်းမူရာအော့အန့်ခြင်းရင်းရံခြင်းစသောကိုယ်ရောစိတ်ပါမချမ်းသာသော ရှင်ရဲ့ဒုက္ခဝေဒနာများကိုတွေ့ကြုံခံစားရသောအခါယခင်ကြားခဲ့ဘူးဒီမှာမြတ်စွာဘုရား၏တရားတော်တို့သည်ရှင်သောသူများအတွေ့တဆင့်တဲ့တဆင့်ပို၍ချမ်းသာတွင်ရသည်တဆင့်တဲ့တဆင့်ပို၍သိမ်မွေ့သည်ဟုကြားခဲ့ဘူး၏ယခုလက်တွေ့အားထုတ်သောအခါမှာနာကျင်ကြိုက်ခဲခြင်းမူယာအောအံ့ခြင်းရိမ့်ရန်ခြင်းစသောရှင်ရဲ့ဒုက္ခများကိုသာတွေ့နေရသည်ဖြင့်မိမိသည်ဤဘဝမှာ တရားရထိုက်သူမဟုတ်ဟူ၍ပင်စိတ်ဓာတ်များကြာဆင်းသွားတတ်ကြပေသည်ထို့ဖြစ်ပါ၍ဝိပဿနာတရားရှုမှတ်ပွားများသူတိုင်းဝေဒနာကိုလွှမ်းမိုးအောင်တရားရှုမှတ်ဖို့ရှုမှတ်နည်းများကိုတည်ထားဖို့ရာအထူးပင်လိုအပ်လာပေသည်ဝေဒနာရှုမှတ်ပုံ၃မျိုးဝိပဿနာတရားရှုမှတ်ပွားများ၍ဖြစ်ပေါ်လာသောဒုက္ခဝေဒနာများကို ရှုမှတ်ပုံမှာ၃မျိုးကွဲပြားလျက်ရှိသည်တဲ့ ဝေဒနာပြောက်ကင်းသွားရအောင်ရည်ရွယ်၍ရှုမှတ်ခြင်းနှင့်ဒီဝေဒနာကိုအပြုတ်တိုက်ထုတ်မည်ဟုစိတ်ကြမ်းကြီးထူထောင်၍ရှုမှတ်ခြင်း၃ဝေဒနာ၏သဘောကိုသိအောင်ရှုမှတ်ခြင်းဟူ၍သုံးမျိုးကွဲပြားလျက်ရှိပေသည်၁ဝေဒနာပြောက်ကင်းသွားရအောင်ရည်ရွယ်၍ရှုမှတ်ခြင်း၌ဝေဒနာပြောက်ကင်းလို့သောအာသာဆန္ဒသည်ချမ်းသာကိုလိုချင်သောလောဘပင်ဖြစ်ပေသည်တရားရှုမှတ်ခြင်းသည် 老爸跟奥胸麦亲戚，为啥呢？不要跟多呀！奥因为胸麦亲呢，老爸帮我因为给力的家年龄多长？这样一转的，这样一转年的这八字都偏于为啥呢？不要跟多呀！奥因为胸麦多那个没有蛋白、少蛋白的，你，因为的那个啊，比较单纯皮肤，谁讲你出生于胸麦亲呢？ စိတ်ချမ်းကြီးဟူသည်တရားကုန်အားဖြင့်မှတ်စိတ်နှင့်အတူတကွဖြစ်သောဒေါသပင်ဖြစ်ပေသည်တရားရှုမှတ်ခြင်းသည်ဒေါသကင်းအောင်ရှုမှတ်ခြင်းဖြစ်၏ဒီဝေဒနာကိုအပြုတ်တိုက်ထုတ်မည်ဟုစိတ်ချမ်းကြီးထူထောင်၍ရှုမှတ်ခြင်း၌ဒေါသပါဝင်၍ကိလေသာကြာညံ့နေသောကြောင့်တရားအတွင်နေတရားအတက်နင်းနေကြပါသည်တို့ဖြစ်၍ဝေဒနာကိုအပြုတ်တိုက်ထုတ်မည်ဟု စိတ်ချမ်းကြီးထူထောင်၍ရှုမှတ်တော်ဤကိုလည်းမယူသင့်ပေရှောင်သင့်ပေသည်၃ဝေဒနာဤသဘောကိုတည်အောင်ရှုမှတ်ခြင်းဟူသောဤကိုယူသင့်ပေသည် ဝေဒနာဤသဘောကိုတည်အောင်ရှုမှတ်ဖို့ရမှာနာကျင်ကြိုက်ခဲခြင်းစသော ဝေဒနာများဖြစ်ပေါ်လာသောအခါခန္ဓာကိုယ်ကိုလည်းမတင်မိအောင်စိတ်ကိုလည်းမတင်မိအောင်တရိပ်ပြုရမည်တင်းလိုက်မိပါကဝိရိယလွန်ကဲခြင်းဖြစ်သည် ပုံမှန်အတိုင်းမရော့မတင်ရှိစေရမည်ဝေဒနာအပေါ်မှာအမှတ်စိတ်ကိုတက်တက်ချထားရမည်ရှုမှတ်တဲ့အခါမှာလည်းခြေကနာသည် လက်ကနာသည်ဒုကနာသည် တင်မကနာသည်စသည်ဖြင့်ပုံသဏ္ဍာန်များကိုထည့်၍မမှတ်ရနာကျင်တိုက်ခဲမှုသဘောတက်တက်များကိုသာစူးစား၍ရှုမှတ်ရပါသည်ဤကဲ့သို့ရှုမှတ်ပါမှာဝေဒနာဤသဘောကိုသိနိုင်မည်ဖြစ်ပေသည် တရားရှုမှတ်နေစဉ်နာကျင်ကြိုက်ခဲခြင်းစသောဝေဒနာများဖြစ်ပေါ်လာသောအခါ နာကျင်ကြိုက်ခဲခြင်းစသောဝေဒနာသည်အသားပေါ်အရေပေါ်ကပင် နာကျင်ကြိုက်ခဲသည် အကြောထိအောင် နာကျင်ကြိုက်ခဲသည်အယိုးထိအောင်နာကျင်ကြိုက်ခဲသည်စသည်ဖြင့်နာဘုံအတိုင်းအရှိပမာဏကိုတည်အောင်စူးစား၍နာတယ်ကျင်တယ်ကြိုက်တယ်ဟု၍ရှုမှတ်ရပါမည်ဒုတိယတတိယ စသည့်မှတ်ချက်များ၌လည်းဤသူနာဘုံ အတိုင်းအရှိပမာဏကိုသိအောင်စူးစမ်း၍မှတ်ရပါမည်။တမာရိညာများအတင်းအတင်းအားရှိထက်တန်လာသောအခါ၄ချက်၅ချက်လောက်စူးစူးဆိုက်ဆိုက်ရှုမှတ်လိုက်လျင်ပို၍ပို၍နာကျင်ကြိုက်ခဲသောဝေဒနာဤသဘောကိုသိလာတတ်ကြပေသည်။အထွတ်အထိပ်သို့ရောက်အောင်နာကျင်ကြိုက်ခဲပြီး၍ပြန်လျော့လာတဲ့အခါမှလည်း၄ချက်၅ချက်လောက်မှတ်လိုက်လျင် တစ်မျိုးပြီးတစ်မျိုးတက်တာသွားတာကို တွေ့သည့်ကြာရပေသည်ထို့နောက်ဆက်ကဆက်ကရှုမှတ်သည်ဖြင့်တမာရိညံများတဆင့်အားရှိထက်တန်လာသောအခါတစ်ချက်မှတစ်ချက်ပေါ်နာပူခြင်းပူကြိုက်တဲ့ဝေဒနာဤသဘောကို တွေ့သည့်ကြာရပေသည်ဝေဒနာပြန်လျော့တဲ့အခါမှာလည်းတစ်ချက်မှတစ်ချက်တက်တာသွားသော ဝေဒနာဤသဘောများကို တွေ့သည့်ကြာရပေသည်ထို့နောက်ဆက်ကဆက်ကရှုမှတ်သည်ဖြင့် တမာရညံများအာရှိထက်တန်လာပြန်သောအခါနာတယ်နာတယ်လို့ရှုမှတ်လိုက်ရင်တစ်ချက်မှတစ်ချက်ဝေဒနာဖြစ်ပေါ်ပြီးကုန်ပြက်သွားတာများကို တရားအထုတ်ကြသော ပုဂ္ဂိုလ်များကိုယ်တိုင် တွေ့သိကြရပေသည်ညံထက်မြက်သောယောဂီပုဂ္ဂိုလ်များမှာနာတယ်လို့ရှုမှတ်လိုက်လျင်တစ်ချက်မှတစ်ချက်နာတာကုန်ပြက်သွားတာကို သိပြီးတဲ့အပြင်နာတယ်လို့သိနေတဲ့စိတ်လဲကုန်ပြက်သွားတာနာတယ်လို့မှတ်လိုက်တဲ့စိတ်လဲ ကုံပြည့်သွားတာများကို တွေ့သိကြရပေသည် ကုံပြည့်သွားတာကိုထင်ထင်ရှားရှားတွေ့မြင်ကြသောပုဂ္ဂိုလ်တို့သည်ဝေဒနာလည်းမမြင်မှတ်သိစိတ်လည်းမမြင်ဟူ၍မမြဲခြင်းအနိစ္စလက္ခဏာကိုကိုယ်ပိုင်ဉာဏ်ဖြင့်သိလာကြပေသည်ကုံပြည့်တာများကလည်းဉာဏ်စွာ ကုံပြည့်နှိမ့်ဆက်ခြင်းကြောင့်ဆင်းရဲခြင်းသဘောပင်ဖြစ်သည်ဟုဒုက္ခလက္ခဏာကိုလည်းသိလာကြပေသည် ကုံပြည့်နှိမ့်ဆက်ခြင်းကိုဘယ်လိုမှကာကွယ်လို့မရဘူး သူတဘောအတိုင်းကုန်ပြတ်နှိမ့်ဆက်ခြင်းဖြစ်သည်ဟုအဆိုးမရသောအနတ္တလက္ခဏာများကိုလည်းတိလာကြပေသည်ဝေဒနာဤတဘောကိုသိအောင်ရှုမှတ်သောပုဂ္ဂိုလ်တို့သည်တမာရိဉာဏ်များအရှင်းရှင်းအားရှိထက်တန်လာသောအခါဝေဒနာကို အနိစ္စဒုက္ခအနတ္တဟုမြင်အောင်ရှုနိုင်သောကြောင့်မိမိတို့အလိုရှိရသောတရားတို့တရားမြတ်များနှင့်နိက္ခလျက်ပင်ရှိကြပေသည်အိန္ဒြေ၅ပါး ညီမြသွားသောအခါတရားတို့တရားမြတ်များရသွားကြမိတာဖြစ်ပေသည်နိဗ္ဗာန်သို့ရောက်သွားကြမိတာဖြစ်ပေသည်တို့ဖြစ်သောကြောင့်ဝေဒနာဤတဘောကိုတည်အောင်ရှုမှတ်ခြင်းဟူသောဤကိုသာယူတင်ပေသည်လေးမျိုးတကာတိပွေရာမြတ်စွာဘုရားသာသနာတော်အရှိတည်တန်းအောင် တိုးတက်ကြည်ပေါ်အောင် ဆောင်ရွက်ကြသူများမှာဆရာတော်တန်ခါတော်များနှင့်တကာတကာမများဟူ၍နှမျိုးရှိကြပေသည် ဆရာတော်တန်ဃာတော်တို့ကြီးတက်တက်လေသာသနာတော်ကြီးအရှိတီတန်းအောင် တိုးတက်ကြီးပေါ်အောင် မဆောင်ရွက်နိုင်ကြပြီတခါတခါမတော်ကြီးတက်တက်လေသာသနာတော်ကြီးအရှိတီတန်းအောင်တိုးတက်ကြီးပေါ်အောင် မဆောင်ရွက်နိုင်ကြပြီတဦးကိုယ်တော်အမိပြုကဆရာတကာနှဦးပေါင်းဆိုင်၍ဆောင်ရွက်နိုင်မှသာသာသနာတော်ကြီးအရှိတီတန်းတိုးတက်ကြီးပေါ်နိုင်ကြပြီဟုမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည်ဣတိဝုဒ္ဓကာ၂၈၀ ဆရာတော်တန်ဃာတော်တို့သည်မိမိတို့သုံးဆွဲစားပောက်ကိုရာအဝတ်ထဲသင်္ကန်းစားဝတ်တောက်ွယ်ဆုံးအင်ယာတိုက်တာကြောင်းနှင့်ဆေးစသောပစ္စည်းဥစ္စာများကို လူများကဲ့သို့လဲထွန်ခြင်းရားဝယ်ခြင်းစိတ်ကိုယ်တခြင်းစသည်တို့ဖြင့်ကိုယ်တိုင်လောက်ကရှာဖွေခြင်းများကိုမပြုလို့ရဟုမြတ်စွာဘုရားပြညတ်တော်မူထားပါသည်တို့ဖြစ်၍ ပစ္စည်းဥစ္စာတွေတက္ကရာမများကိုအမိပြုကြရပေသည်တက္ကရာမတို့သည်ခြေဘွားရေလူမှုရေပညာရေတိုင်းရေးပြည်ရေစသည်တို့ဖြင့်လူမှုကိစ္စအလွန်များပြားကြသည့်ဖြစ်၍မြတ်စွာဘုရားဟောကြားတော်မူအပ်သောတရားတော်တို့ကိုပြည့်စုံစွာတမ်းမြောက်အောင်သင်ယူခြင်းအားထုတ်ခြင်းများကိုမပြုလုပ်နိုင်မီတို့ဖြစ်၍တရားဓမ္မအတွေ့ဆရာတော်တန်ဃာတော်တို့ကိုအမိပြုကြရပေသည် ဤကဲ့သို့အမိပြုရာတွင်ဆရာတော်တန်ဃာတော်တို့ဤအမိပြုကြရမည်တက္ကရာမတို့သည်လိမ်မျိုးရှိပေသည်တတောင်းတာတောင်းကောင်း၍မပေးကောင်းသောတက္ကရာမနှင့်ပေးတာပေးကောင်း၍မတောင်းကောင်းသောတက္ကရာမ၃တောင်းလဲတောင်းကောင်းပေးလဲပေးကောင်းသောတက္ကရာမ၄တောင်းလဲမတောင်းကောင်းပေးလဲမပေးကောင်းသောတက္ကရာမဟူ၍လေးမျိုးရှိပေသည် တဦးကိုတဦးအမိပြုပါ၌ဤလင်းမျိုးကိုတည်ထားကြမှာသာဆရာတော်တန်ဃာတော်များနေဒဂရဂမတို့သည် အပြစ်ကင်း၍သာသနာတော်ကြီးအရှိတည်တတ်အောင်တိုးတက်ကြည်ပေါ်အောင်ဆောင်ရွက်နိုင်ကြမည်ဖြစ်ပေသည်ဤလင်းမျိုးကိုမတိကြပါလျင်တဦးကိုတဦးအမိပြုပါ၌ဆရာတကားနှဦးလုံးမှာအပြစ်ရှိနေကြမည်ဖြစ်၍သာသနာတော်ကြီးအရှိတည်တတ်အောင် တိုးတက်ကြည်ပေါ်အောင်ဆောင်ရွက်နိုင်ကြမည်မဟုတ်ပေ ဆုံးယုတ်သွားပွဲရတာဖြစ်ပေသည်တအချို့သောတက္ကရာမတို့သည်ဆရာတော်တန်ဃာတော်တို့အားသင်္ကန်းစွန်ကြောင်းချေပစ္စည်းလေးပါတို့နဲ့တကွာအလိုရှိတာတပည့်တော်ထံမှတောင်းတော်မူပါအလိုခံတော်မူပါဗျာဟူ၍ဖိတ်တာဖိတ်ကြားထားကြကုန်၏ဆရာတော်တန်ဃာတော်တို့ဤကြောင်အိယာနေရာစသည်တို့ကိုဆောက်လို့ပြုပြင်ခြင်းနေလန်းခြင်းအမြက်လေခြင်း ဆုံးခဲ့ဘွယ်ဘောစင်တို့ကိုစီမံချက်ပြုတ်ပေးခြင်းစသောဝကြီးဝငယ်တို့ကို မပြုတ်လောက်ကြကိုဆရာတော်တန်ခါတော်တို့သည် ထိုးတကားတကားမတို့ထံ၌တောင်းတာတောင်းကောင်းကြကုန်၏မိမိတို့ဖြစ်စည်းကိုမပေကောင်းသို့ဖြစ်၍ယင်းတကားတကားမတို့သည်တောင်းတာတောင်းကောင်း၍မပေကောင်းသောတကားတကားမတို့ဖြစ်ကြပေသည်ဆောင်းမို့ဝကားမမူဖိတ်ကြသူတောင်းอยู่မပေအပ် နေ့အချို့သောတက္ကရာကမာတို့ဒီဆရာတော်တန်ဃာတော်တို့ဤကြောင်းအိယာနေယာစသည်တို့ကိုဆောက်လုပ်ပြုပြင်ခြင်းနေလန်းခြင်းဓမြက်လေခြင်းဆုံးခဲဘွဲဘောစဉ်တို့ကို စီမံချက်ပြုတ်ပေးခြင်းစသောဝကြီးဝငယ်တို့ကသာပြုလုပ်ပေးကြကုန်၏ပစ္စည်းလေးပါးနှင့်အလိုရှိရာများကို တောင်းတော်မူပါ အလိုခံတော်မူပါဟူ၍လျှောက်ထားခြင်းမရှိကြပါဆရာတော်တန်ဃာတော်တို့သည် ထိုတကားတကားမတော်ဟာမိမိတို့ဤပစ္စည်းကိုပေးတာပေးကောင်း၍ထိုတကားတကားမတော်ထံမတောင်းကောင်းသို့ဖြစ်၍ယင်းတကားတကားမတော်သည်ပေးတာပေးကောင်း၍မတောင်းကောင်းသောတကားတကားမတော်ဖြစ်ကြကုန်၏ဆောင်းဖို့ဖိတ်ကြားမကြည်ဝတ်ကားကြည်ပေးလီမတောင်းအပ်၃အချို့သောတကားတကားမတော်သည် ဆရာတော်တန်ခါတော်တို့အားသင်္ကန်းစွန်ကြောင်းစီပစ္စည်းလေးပါးနဲ့တကွာအလိုရှိတာတပည့်တော်ထံမှာတောင်းယူတော်မူပါဗျာအလိုခံတော်မူပါဗျာဟူ၍ဖိတ်လဲဖိတ်ကြားထားကြကုန်၏ဆရာတော်တန်ခါတော်တို့ဤကြောင်းအိယာနေရာစသည်တို့ကို ဆောက်လို့ပြုပြင်ပေးခြင်းနေလန်းပေးခြင်းတမျက်လဲခြင်းစွန်ခဲပွဲဘောရှင်တို့ကို စီမံချက်ပြုတ်ပေးခြင်းစသောဝတ်ကြီးဝငယ်တို့ကိုလည်းပြုလုပ်ပေးကြကုန်၏ ဆရာတော်တန်ကားတော်တို့သည်ထိုတကားတကားမများထံ၌တောင်းလေတောင်းကောင်းကြကုန်၏ထိုတကားတကားမများအားပေးလေပေးကောင်းကြကုန်၏တို့ဖြစ်၍ယင်းတကားတကားမတို့သည်တောင်းလေတောင်းကောင်းပေးလေပေးကောင်းသောတကားတကားမမျိုးတို့ဖြစ်ကြပေသည်ဆောင်းဖို့ဖိတ်ကြားသဖြင့်ဝတ်လေခြင်းတောင်းတင်ပေးတင်မှလေအချို့သောတကားတကားမတို့သည်ဆရာတော်တန်ကားတော်တို့အား တင်ကန်ဆွန်ကြောင်စီပစ္စည်းလေးပါနဲ့တကွာအလိုရှိတာတပည့်တော်ထံမှာတောင်းတော်မူပါအလိုခံတော်မူပါဟူ၍ဖိတ်ကြားထားခြင်းလည်းမရှိပေဆရာတော်တန်ဃာတော်တို့ဤဝချီဝုငယ်ကိုလည်းပြုလုပ်ခြင်းမရှိပေဆရာတော်တန်ဃာတော်တို့သည် ထိုတကားတကားမများထံ၌တောင်းလည်းမတောင်းကောင်းထိုတကားတကားမများအားပေးလည်းမပေးကောင်းသူဖြစ်၍ယင်းတကားတကားမတို့သည် တောင်းလဲမတောင်းကောင်းပေးလဲမပေးကောင်းသောတက္ကະကာမမျိုးတို့ဖြစ်ကြပေသည်ဆောင်းဖို့ဖိတ်ကြားကင်ဝေဝတ်လဲဝေမပေးမတောင်းအာဤတက္ကະကာမလေးမျိုးကိုတိထားကြသောဆရာတော်တန်ဃာတော်များနေတက္ကະကာမတို့သည်မြတ်စွာဘုရား၏အဆုံးအမဝိနည်းဒေသနာတော်နှင့်လျော်ညီစွာတောင်းတင်သူထံမှတောင်းခြင်း ပေးတင်သူအားပေးခြင်းတို့ဖြင့်အပြည့်ကင်းစွာသာသနာတော်ကြီးအရှိတည်တံ့အောင် တိုးတက်ကြပေါအောင်ဆောင်ရွက်နိုင်ကြပြီဖြစ်ပေသည်မိမိတို့အလိုရှိအပ်တောင်းတအပ်သောမိဘချမ်းသာတိုင်အောင်အကျိုးများကိုလည်းရရှိသွားနိုင်ကြလိမ့်မည်ဖြစ်ပေသည်ယခုလဲမကွာနောင်လဲတွေးဖို့ရာ စိတ်နှင့်သဘောသာမြင်မြန်ကြ၍မတူတကွာချမ်းသာစွာနေထိုင်ကြရသောလင်းရောက်ကြားနှင့်ဇနီးမယားဖြစ်သူတို့သည်ယခုဘဝမှာလည်းအသက်ရှင်နေသမျှကာလပတ်လုံးအတူတကွာနေလိုကြသည် နိဗ္ဗာန်မရောက်သေးမီအကြာနောက်နောက်ဘဝများမှာလည်းပြန်၍တွဲဆုံခြင်းကြပါသည်ဤကဲ့သို့ယခုဘဝမှာလည်းတသက်ပတ်လုံးအတူတကွနေလိုကြနောက်နောက်ဘဝများမှာလည်းပြန်တွေ့ဆုံခြင်းကြသူများတွေမိမိတို့အလိုဆန္ဒအတိုင်းပြည့်ဝစေဖို့ရာတရားလေးပါးနှင့်အညီအမျှကျင့်ကြရမည်ဟုသမဇီဝိတုတ်တံကိုမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည် အန်တည်မြင့်ဆောင်383နေရောက်ကြနှင့်ဇနီးမယားဖြစ်သူတို့အညီအမျှချင်းရမီတရား၄ပါးမှာတည်တမတရာနေရောက်ကြနှင့်ဇနီးမယားဖြစ်သူတို့သည်အယားရာတွင်ယုံကြည်ချက်ချင်းတူညီရမီနေ့တမတီလာနေရောက်ကြနှင့်ဇနီးမယားဖြစ်သူတို့သည် သူ့အသက်မတတ်ခြင်းသူ့ဥစ္စာမခိုးခြင်း သူတော်ဘာသာသမီတာမယားကိုမလွန်ကျူးမဖြည့်စီခြင်း အရက်သေးစာမတော့စားခြင်းစသောအကျင့်သီလခြင်းတူညီရမည်သုံးတမစာကလင်းယောက်ျားနှင့်ဇနီးမယားဖြစ်သူတို့သည်လင်းယောက်ျားပဲဇနီးမယားဘက်တို့မှမိဘဆွေမျိုးများကိုပေးကမ်းလူတန်းစွန့်ကျဲကြရာယဟန်တန်ကာနှင့်သီလရှင်စသော အလူကံပုဂ္ဂိုလ်များကို လူတန်းချရာတို့၌ စိတ်သဘောထားချင်းတူညီကြရမည်လေးတမပညာနေရောက်ကြနှင့်ဇနိမယဖြစ်သူတို့သည်တွားတဲ့မှတွားခြင်းနေတဲ့မှနေခြင်းစားတဲ့မှစားခြင်းပြောတဲ့မှပြောခြင်းစသည်ဖြင့်အရာရာတွင်အစဉ်အချင်းဉာဏ်ပညာချင်းတူညီကြရမည်ဣတရားလေးပါးကိုအညီအမျှကျင့်နိုင်ကြတော့နေယောက်ျားနှင့်ဇနိမယဖြစ်သူတို့သည်ယခုဘဝမှာလည်း တသက်ပတ်လုံးကိုချမ်းသာစိတ်ချမ်းသာနေအတူတကွနေကြရမည်ဖြစ်ပေသည် လောကီဇီဝဥစ္စာယေသနာများနေလောကုတ္တရာနိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့ကောင်းကုသိုလ်တရားများလေတိုးတက်ကြီးပွားလာကြမည်ဖြစ်ပေသည်နိဗ္ဗာန်မရောက်သေးမီအကြာနောက်နောက်ဘဝများမှလည်းပြန်၍တွဲဆောင်ကြရမည်ဖြစ်ပေသည်စီးစိမ်အမျိုးမျိုးပြည့်ဖြိုးချမ်းသာသောနတ်ပြည်ဘုံဘဝများတို့လည်း ရောက်ကြရမည်ဖြစ်ပေသည်ဟူ၍ဟောကြားတော်မူခဲ့ပါသည်။ဆောင်ဘုယုံကြည်ကိုခြင်းပေကန်းနှင့်ညီတင့်ဉာဏ်ပညာအိမ်တော်ရှင်များဤလေးပါတူညာစိတ်ချမ်းသာနောက်နောက်ဘဝတွေ့ဆုံကြရောက်ရနတ်ပြည်ဝဤသမဇီဝီတုတ်တန်လာလင်ယောက်ကြားနှင့်ဇနီးမယားတို့အညီအမျှချင်းကြရမည်တရားလေးပါကိုဘက်ကတား သူတို့မာရဂေရာမျိုးနာနေထိုင်ကြသည်နကုလပိတာနကုလမာတာအမိရှိကြသော တထေကြီးနှင့်တထေကတော်ကြီးတို့ကရှောက်ထား၍ဟောကြားတော်မူခဲ့ပါသည်တထေကြီးနှင့်တထေကတော်ကြီးတို့သည်မြတ်စွာဘုရားနှင့်လွန်ခဲ့သောဘဝပေါင်း900ကတာအမိတာအဖတော်ဆတ်ခဲ့ဖို့သူများဖြစ်ကြပြီသည်ယခုဘဝမှာလည်းမြတ်စွာဘုရားရှင်၏ဆက်ဆံပြောဆိုကြရာတွင် အရင်အနည်းဆုံး အကျွမ်းဝင်ဆုံးဖြစ်ကြ၍မြတ်စွာဘုရားနှင့်အကျွမ်းဝင်တော်သူအပေါင်းတို့တွင်အကျွမ်းအဝင်ဆုံးဣတတဲ့ဂုံတို့ကိုရရှိထားသူများဖြစ်ကြပေသည် အခါတပါမြတ်စွာဘုရားသည်ငကုလပိတာတထေကြီးနှင့်ငကုလမာတာတထေကတော်ကြီးတို့ကိုချီးမြှောက်တော်မူကိုရာဘက်ကတိုင်းတုတ္တမာရဂိရာမျိုးတို့ကြွားသွားတော်မူ၏တထေကြီးနှင့်တထေကတော်ကြီးတို့သည်မြတ်စွာဘုရားကိုဖူးမြင်ကြရသောအခါ ိမိတို့သားရင်ဖြစ်သည်ဟုမတ်တင်ယူဆသည်တည်းမြတ်စွာဘုရား၏ခြေတော်တို့၌ဝှချကာဥတ၍မိဘတို့ကိုဆွံ့ပြကာဘယ်အရာဒေသများသို့တွားရောက်လည်းပတ်၍နေပါသနည်းစသည်ဖြင့်အပြစ်တင်စကားဝါနေစကားများပြောကြားကြ၏မြတ်စွာဘုရားကယခုဘဝမှာသားအရင်မဟုတ်တဲ့အကြောင်းများကိုမပြောကြားမတားမြစ်ပါဘဲတိခံ၍နေတော်မူ၏တထေကြီးနှင့်တထေကတော်ကြီးတို့သည် အပြစ်တင်စကားဝမ်းနည်းစကားများကိုစိတ်ထဲမှာရှိသလောက်ပြောကြားကြပြီးနောက်တတိပြန်ရကစိတ်တွေအမှန်တိုင်းဖြစ်လာတော့ကသူတို့နဲ့တင့်တော်ရာတရားကိုမျက်စွာပြဟောကြားတော်မူ၏တရားအဆုံးမှာတထေကြီးနှင့်တထေကတော်ကြီးတို့နှုတ်စလုံးတောတပံဖြစ်သွားကြပြီသည်တောတပံဖြစ်သွားပြီးသောအခါမျက်စွာပြပြန်ကြွားတော်မူ၏တထေကြီးနှင့်တထေကတော်ကြီးတို့အသက်အရွယ်အိုမင်းကြသောအခါ ဒုတိယအခေါက်မြတ်စွာဘုရားဘက်ကတိုင်တုတ္တမာရဂေရာမျိုးတို့ကြွသွားတော်မူ၏တထဲချင်းနှင့်တထဲကတော်ကြီးတို့သည် နောက်ပါတန်ခါများနှင့်တကွာမြတ်စွာဘုရားကိုမိမိတို့အိမ်တို့ပင့်ဖဲ၍မုံမြတ်သောဆုံးဘောစဉ်တို့ကိုဆက်ကလှူဒန်းကျွေးမွေးကြကုန်၏မြတ်စွာဘုရားဆုံးဖုံးပေးပြီးသောအခါတထဲချင်းနှင့်တထဲကတော်ကြီးတို့သည်မြတ်စွာဘုရား အနီးအနားသို့တွားရောက်ကာတထဲကြီးကရှင်ဥစွာဤသို့လျှောက်လေ၏ မြတ်စွာဘုရားဤတထေကရောဂျီနီတပည့်တော်အသက်အရွယ်ငယ်ငယ်ကပြီးလက်ထပ်ထိမ်းမြခဲ့ပါသည်ဘုရားတထေကရောဂျီနီအတူတကွနေခဲ့ရသမျှကိုချမ်းသာစိတ်ချမ်းသာမှုများကိုအမြဲပြင်ရရှိခဲ့ပါသည်ဘုရားတပည့်တော်ကလည်းတထေကရောဂျီကိုစင်းရဲ့စိတ်စင်းရဲ့ဖြစ်ပေါ်ရာပြင်မာကျွန်းလို့မှုများကိုစိတ်ဖြင့်ပင်မကြံစီခဲ့မိပါဘုရားကိုဖြင့်ပြင်မာကျွလွန်ပေါ်ရာမှာတာလို့ပင်ဝေပါသည်လုံးဝမရှိခဲ့ပါဗျာ တို့ဖြစ်၍ဒီဘဝမှာလည်းအသက်ရှင်နေသမျှကာလပတ်လုံးဤတထေကတော်ကြီးနေပြီးမကွေမကွာ တွေ့မြင်ကအတူနေခြင်းပါသည်ဖုရားနောက်နောက်ဘဝများမှာလည်းပြန်တွေ့ခြင်းဆုံခြင်းကြပါသည်တပည့်တော်တို့ဘယ်တရားများကျင့်ရပါမည်နည်းဖုရားဟုလျှောက်ထားလေ၏တထေကြီးလျှောက်ထားပြီးတော့အခါတထေကတော်ကြီးကလည်းဤလူပြင်လျှောက်ထားလေ၏မြတ်စွာဘုရားကသင်တို့တို့ဦးဒီဘဝမှာလည်းအသက်ရှင်နေသမျှတွေ့မြင်ကား အတူတကွာနေလိုကြ၍နောက်ဘဝများမှာလည်းတွဲဆုံလိုကြလေတင့်တမတတာယုံကြည်ချက်ချင်းသူများအောင်ချင့်ချံရမည်နှင့်တမတီလာအချင်းတီလာချင်းသူများအောင်ချင့်ချံရမည်သုံးတမစာကပေကန်းလူတန်းရနာသဘောထားချင်းသူများအောင်ချင့်ချံရမည်လေးတမပညာအရှင်အချင်းဉာဏ်ပညာချင်းသူများအောင်ချင့်ချံရမည်ဟု၍လေယောက်ျားနှင့်ဇနီးမယားဖြစ်သူတို့ အညီအမျှကျင့်ရမည်တရားလေးပါကိုဟောကြားတော်မူလိုက်ပါသည်တတ္တမရံတိရိတ်တာဆရာတော်လောကတုံမာ၌ဖရာတရားတန်ခါဒီဟုသောယေသနာမြတ်သုံးပါသည် အတုမရှိဖြစ်ပါ၏